ရွှေရံကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမိသက်ဦးစီးဌာနအနေနဲ့မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ Median Urban Self and Rescue Team အဖွဲ့နှစ်ဖွဲ့ဖွဲ့စည်းသွားမယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကသိရပါဗျာ။ အဖွဲ့မှအထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့ဝင်၄၂ယောက်ပါဝင်မှာဖြစ်ပြီးအဖွဲ့ဝင်တွေဟာဘေးအန္တရာယ်ကြောက်ရွံ့တဲ့နေရာတွေမှာပိတ်မီပီမီပျောက်ဆုံးနေသူတွေကိုရှာဖွေရေးခွေးတွေနဲ့ရှာဖွေတာဤပညာအသုံးပြုရှာဖွေတာတွေပြုလုပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်မီဒီယန်တင်းအနေနဲ့နိုင်ငံတော်အတွင်းမြေပြင်ရေပြင်ရှာဖွေကယ်ဆယ်လုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်ဖို့နဲ့နိုင်ငံကိုယ်စားပြုကုညီကယ်ဆယ်လုပ်ငန်းတွေတွားရောက်လုပ်ကိုင်းနိုင်ဖို့အတွက်ဖွဲ့စည်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံမိသက်တဖွဲ့ဌာနချုပ်ကညွှန်ကြားရေးမှူးချုပ်ဦးသိန်းထွန်းဦးကပြောပါရယ်မီဒီယာဦးစားတင်ကို ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမိသက်တဖွဲ့ဌာနချုပ်ရန်ကုန်နဲ့ပြည်အောင်စုနယ်မြေနေပြည်တော်မှာဖွဲ့စည်းသွားမှာဖြစ်ပြီးကျန်းတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကမြို့ကြီးတွေမှာလည်းဖွဲ့စည်းဆောင်ရွက်နိုင်ရေးဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါရယ်ရှင်